ိုးပြန်ဘူပေါင်းနဲ့ကမ္ဘာလီလူအမြင့်ကိုပြန်တန်းခဲ့လို့လေးပေါ်မှာအေးခဲသွားပြီးတိုင်ပတ်နေတဲ့သိပ္ပံပညာရှင်အဖွဲ့ရုပ်ရှင်ရဲ့အစမှာတော့လင်မယားနှစ်ယောက်မိဘုံမြန်ထဲမှာလေးကိုခုခံဖို့ပစ္စည်းတွေကိုအလေးချိန်လျှော့ချတဲ့အနေနဲ့အောက်ကိုပြစ်ချနေရပြီးမနှဲကိုရုန်းကန်နေရပါတယ်။ဒါမဲ့ဘာမှမထူးတာကြောင့်ယောက်ျားဖြစ်သူဟာသူ့ကိုယ်သူခုံချပြီးတော့သူ့မိမအတွက်စည်းသွားခဲ့ပါတယ်။အဲဒီမိန်းကလေးကတော့အမ်လီယာဖြစ်ပြီးဒါရီကလွန်ခဲ့တဲ့နှစ်နှစ်အတိတ်ကအကြောင်းအရာတွေဖြစ်ကပြန်စင်းစားနေမိတာဖြစ်ပါတယ်။ဒီနေ့ကတော့1862ခုနှစ်မှာဖြစ်ပါတယ်။ အမလီယာဟာနှစ်နှစ်ကြာပြီးတဲ့နောက်မှာမျိုးဝုံမြန်ကိုပထမဆုံးပြန်လည်လိုက်ပါစီးနင်းတော့မှာဖြစ်ပါတယ်။သူညီမအန်တိုနီယာကတော့အတိတ်ကထရော်မာတွေကြောင့်သူမကိုမလိုက်စေချင်ပါဘူး။တစ်ဖက်မှာလန်ဒန်မျိုးသားတွေကမျိုးဝုံမြန်နားမှာစူယုံပြီးလာကြည့်နေကြပြီဖြစ်ပါတယ်။မျိုးဝုံမြန်ပြန်တမ်းမှုကိုဦးစီးမဲ့သိပ္ပံပညာရှင်ကတော့ဂျိမ်းစ်ဖြစ်ပြီးသူ့ရဲ့လက်ထောက်ဂျွန်ကတော့ယာတီဥဒုမကောင်းမှာကိုစိုးရိမ်နေခဲ့ပါတယ်။ဒါမဲ့ဂျိမ်းကသူတေချာတွက်ချက်ပြီးပါပြီလို့ပြောပြီးတော့အောင်မြင်သွားမှာပါလို့လည်းပြန်ပြောလိုက်ပါတယ်။ဒီ project ကိုပတ်စံစိုက်ပေးထားတဲ့သူကတော့ဘာရီဖြစ်လာမလဲသိချင်နေပါပြီ။ ဘလိုပဲဖြစ်ဖြစ်ဂျိန်းကတော့ဒီနေ့မိဘုံမြန်ထွက်ခွာကိုထွက်ခွာမှာပါနောက်ပိုင်းပွဲကိုလာကြည့်တဲ့လက်မှတ်တွေကလည်းသူတို့ရဲ့ပြန်တမ်းမှုအတွက်ရန်ပုံငွေရမှာပဲဖြစ်ပါတယ်ဒီလိုနဲ့ခဏကြာမှာတော့အမ်လီယာဟာဖျော်ဖြေရင်းနဲ့ရောက်လာခဲ့ပါတယ်သူတို့မပြန်တမ်းခင်စက္ကပ်ပုံစံမျိုးနဲ့ပွဲကြည့်ပရိသတ်တွေကိုအရင်ဖျော်ဖြေခဲ့ပါတယ်ဒီနောက်ပြင်သစ်တွေပြန်တမ်းထားတဲ့အမြင့်ပေ2300စံချိန်ကိုကြိုဖြတ်ပြမယ်လို့ကြုံးဝါလိုက်ပြီးတော့သူတို့ရဲ့ပြန်တမ်းမှုကိုစပါတော့တယ်ဒီလိုနဲ့မိဘုံမြန်ပြန်တက်တာနဲ့ဂျိန်းကစတင်ပြီးအကွာဝေးမှတ်ကမှတ်တမ်းစာရေးပါတယ် တဖြည်းဖြည်းထက်ကိုတက်လာရင်းနဲ့အမြင်တစ်ခုရောက်တဲ့အခါမှာတော့ရင်သက်ရှူမောပွဲရာကောင်းတဲ့ဗီဒိန်ပေါ်စည်းကနေရှူခင်းကိုခန်းစားခဲ့ရပါတယ်။ဂျိန်းဟာသူ့ရဲ့မန်ဘလူးကိုထုတ်ပြီးတော့အောက်ကဗီဒိန်လူမှုအတိုင်းဝိုင်းကြီးကိုပြန်ကြည့်နေခဲ့ရင်းနဲ့ ဒါရီစတင်ခဲ့ပုံကိုပြန်တွေးနေမိခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်တုန်းကဂျိန်းနဲ့ဂျွန်တို့ဟာတခြားမိဘုံပြန်တစ်ခုနဲ့ပြန်တမ်းမှုအောင်မြင်သွားတာကိုနောက်တော့သူတို့လည်းဒီလိုမျိုးပြန်တမ်းမှုမျိုးလုပ်နိုင်တယ်လို့ပြောပြီးတော့ဖီတိန်လူတို့ကိုဖျက်မြောက်ရေးအတွက်ရန်မုံငွေထည့်ပေးဖို့ဂျိန်းကအကူအညီတောင်းခဲ့ပါတယ်။ဒါမဲ့လူတိုင်းကယာတီဝုဒုဆိုတာကြိုတင်ခံမှန်းလို့ရတဲ့အရာမှမဟုတ်တာကွာလို့ယုံကြည်ပြီးတော့သူ့ကိုလောင်းခဲ့ကြပါတယ်။ဒီကြောင့်ကဂျိန်းရဲ့မိဘတွေစီကိုပါရောက်သွားတော့သူသားအစာစီမကောင်းဖြစ်ခဲ့ကြပါတယ်။လက်ရှိဇက်ဝင်ကမ်းမှာတော့အမ်လီယာဟာပုံမြင့်ရောက်လာတဲ့အနေအထားမှာပုံနွေးစီမဲ့ဝက်စားတွေပြောင်းဝက်လိုက်ပါတယ်။ နောက်တော့သူတို့တော်တော်မြင့်မြင့်ကိုရောက်လာပြီးတင်းဒီထဲဝင်လာတော့အမ်ဒီယာနဲ့ဂျုံကမုံတိုင်းနဲ့ဂျုံမာကိုစိတ်ပူနေခဲ့ပါတယ်။တင်းတဲ့အတိုင်းပဲဒီဒီကဂျိန်းထွက်တာမှားသွားခဲ့ပါတယ်။သူတို့မုံတိုင်းကြီးတစ်ခုနဲ့ဂျုံပြီးတော့အတော်လေးဒုက္ခရောက်ခဲ့ကတန်ရာတချို့လည်းရာသွားခဲ့ပါတယ်။အောက်ကိုပြုံးမကြအောင်လည်းအတော်ကိုတောင်းထားရပါတယ်။ဂျိန်းကပြန်ဆင်းဖို့တွေးလိုက်တော့အမ်ဒီယာကငင်းလိုက်ပြီးတော့မုံတိုင်းကလွတ်မဲ့နေကမုံတိုင်းဖြစ်တည်နေတဲ့တင်းဒီရဲ့အပေါ်ထိတက်နိုင်ရင်ရပြီလို့ပြောလိုက်ပါတယ်။ဒီကြားထဲအမ်ဒီယာကပြုတ်ကျတော့မဲ့အနေထားဖြစ်သွားသေးပြီးတော့ဂျိန်းကမနေပြန်ဆွဲတင်ခဲ့ရပါတယ်။နောက်တော့မိုးပြန်ပူပေါင်းကိုအပေါ်ကိုမြန်မြန်ပြန်တက်အောင် တဲအီတချို့ကိုအောက်ကိုပစ်ချပြီးတော့ဝိတ်ချော့ခဲ့ပြီးနောက်ဆုံးတိန်ဒီဘော်ကိုရောက်သွားကမုံတိုင်းကနေလွတ်သွားပါတယ်အဲဒီမြန်မာလုံးဝကိုတိတ်ဆိတ်နေပြီးသူတို့ဘော်ကိုနှွေးထွေးနေတဲ့နေအောင်ကြီးလေးကထိတွေ့နေပါတယ်နောက်တော့ဘူပေါင်းကိုတေချာပြန်ပြင်စင်နေတော့မှလည်းအလင်းစင်ဝန်းကိုမြင်လိုက်ရတာကြောင့်စောက်ထဲမှာသာတီးခဲ့ရတဲ့လှပတဲ့ရှူဝင်းတွေကိုဂျင်းတယောက်အပြင်မှာလက်တွေ့မြင်တွေ့နေခဲ့ရပါတယ်။ပျော်လွန်းလို့အော်ရဲမိနေပြီးနောက်ထပ်ဒူးဆန်းနာကအောက်ကမျိုးပြလူနေမှုတိုင်းဝိုင်းတွေရဲ့အတန်တွေကိုဒီလွာမှာဖျက်ကနေကြားလိုက်ရတာကြောင့်ဂျင်းဟာဒီစမ်းကြံမှုတွေကိုမှတ်တမ်းထားရေးလိုက်ပါတယ်။ အမလီယာကတော့ဒါရီကိုမြင်ပြီးတည်သွားတဲ့သူမယောက်ျားနေတော့ကဖြစ်ရဲ့ဆိုးကြီးကိုပြန်မှတ်ရမိသွားခဲ့ပါတယ်။အမလီယာဟာသူမယောက်ျားတည်ပြီးတဲ့ကဘဲမှလည်းမထွက်ရီတော်မချိုးဘဲနဲ့အခန်းထဲမှာအေဗာရှက်ကီမူးနေတာပဲဖြစ်ပါတယ်။ဒါမဲ့ပြီးခဲ့တဲ့နှစ်ပတ်တုန်းကတော့သူမအန်တိုနီယာကစိတ်ပြောင်းလဲလေးဖြစ်သွားအောင်ပါတီကြီးတစ်ခုကိုခေါ်သွားရာကနေအဲ့ဒီပါတီမှာယာဒီဦးရုဆိုတာကြိုခံမန်းလို့မရဘူးဆိုတော့ဗီဒိန်လူလူကြီးရဲ့အတွေးခေါ်ကိုပြောင်းပြစ်ချင်နေတဲ့ဂျိန်းနဲ့တွေ့ခဲ့တာဖြစ်ပါတယ်။ဂျိန်းကသူ့ project မှာပါဝင်ပေးဖို့သူမကိုကမ်းလှမ်းခဲ့ပါတယ်။ အစကတော့သူမကလက်မခံပေမဲ့ဂျင်းရဲ့စကားပြောကောင်းတဲ့စီယုံမှုတွေကြောင့်နောက်ဆုံးမှာတော့လက်ခံလိုက်ပါတယ်။သူမမှာအန်တိုနီယာကတော့အဲ့ဒီအကြောင်းကိုသိတော့အမ်လီယာရဲ့တိတ်ကစိတ်ဒဏ်ရာတွေကပြန်ကောင်းလာတော့ရှိသေးတယ်။ဒီလိုဆုံးဖြတ်လိုက်တော့အမ်လီယာကိုစိတ်ပူပြီးတော့တားခဲ့ပါတယ်။လက်ရှိဇန်ဝင်ကမ်းမှာတော့ဂျင်းကသူမရဲ့ယောက်ျားအကြောင်းကိုမေးတော့သူမအတွေးစပြတ်သွားပါတယ်။ဒါမဲ့သူမကပြောပြဖို့ညှင်းဆိုခဲ့ပြီးဒဏ်ရာရထားတဲ့ဂျင်းရဲ့ခေါင်းကိုဆေးထည့်ပေးနေတဲ့အချိန်မှာပဲသူတို့နားမှာလိပ်ပြပေါင်းစုံနတ်ဘုံနန်းနန်းရောက်တယ်လို့ပြန်တန်းနေတာကိုတွေ့လိုက်ရပါတယ်။ ဒီလောက်မြင်မာတဲ့အမြင့်မှာတော့လိပ်ပြတွေကပြန်တန်းနိုင်တယ်ဆိုတာကိုမြင်တော့ဂျင်းကလိပ်ပြတွေကိုလေ့လာရတာကြိုက်တဲ့ဂျွန်ရဲ့ theory မှန်တာပဲလို့တစ်ချက်တွေးမိလိုက်ပါတယ်ဒီလိုဂျင်းမျိုးပို့ကောင်းတဲ့အခိုက်အတန့်ကြောင့်အမ်လီယာဟာသူမခင်ပွန်ဖရီယာရဲ့အချစ်ကြီးခဲ့ကြောင်းတွေကိုဂျင်းကိုပြောပြခဲ့ပါတယ်အတိတ်ကဇဝင်ကမ်းမှာတော့အမ်လီယာဟာသူမသူ့ကိုစိတ်ပူနေတာနဲ့တချို့အခြေအနေတွေကိုပြန်သုံးသပ်ပြီးတော့ခီးစဉ်ကိုစိတ်ပြောင်းသွားခဲ့ပါတယ်ဒါကြောင့်ချက်ချင်းပဲဂျင်းစီကိုသွားပြီးတော့ပြန်တမ်းမဲ့ project ကိုသူမညင်းကြောင်း သူမဘယ်တော့မှမိုးပြန်ပူပေါင်းထက်စီးတော့မှမဟုတ်ကြောင်းကိုပြောပြခဲ့ပါတယ်။ညနေရောက်တော့ဂျိန်းကမင်းကလေးလေသူရဲ့လိုက်တော့မဲ့တရင်ကိုသူ့အမေကိုဝမ်းသာစွာပြောပြပြီးတော့မှန်ညံတွေဆုံးရှုံးလာတဲ့ယောဂဖြစ်နေတဲ့သူ့အဖေကိုတော့ထပ်ပြီးမနာကျင်ရအောင်လို့လျှို့ဝှက်ထားခဲ့ပါတယ်။သူ့ဘေးကမန်ဘလူးကိုအုံပြူနီလောက်ပဲမှတ်မိတော့ပြီးတော့ဂျိန်းကိုကောင်းကင်ပေါ်ရောက်ရင်အုံပြူဖို့ဆိုပြီးတော့သူ့ရဲ့မန်ဘလူးကိုလက်ဆောင်ပေးခဲ့ပါတယ်။လက်ရှိဇာဝင်ကမ်းမှာတော့နောက်ထပ်ပြီးပေါင်းများစွာအမြင့်ကိုဆက်တက်လာပြီးတဲ့နောက်ဘူပေါင်းကြီးမှစီးနှင်းနေတော်လေးကိုဖုံးလွှမ်းနေခဲ့ပါတယ်။ဂျိန်းဟာအမြင့်ဘေးမှတ်ဖို့အမ်လီယာကိုကူပေးဖို့ပြောလိုက်ပါတယ်။ နံပါတ်တွေကိုသူတို့ဟာကြည့်နေရင်ကြည့်နေရင်နဲ့တဖြည်းဖြည်းမြင်လာတဲ့အမြင်ဟာနောက်ဆုံးမှာတော့ပြင်သစ်တွေစံချိန်ချိုးထားတဲ့ပေပေါင်း2300ဖြစ်လာပါတယ်နောက်ဆုံးမှာတော့သူတို့ဟာပြင်သစ်စံချိန်ထက်ချိုးနိုင်သွားခဲ့တဲ့အတွက်ဂုံယူစွာနှစ်ယောက်သားလက်ဆွဲနှုတ်ဆက်လိုက်ကြပါတယ် အခုဆိုရင်သူတို့ဟာလူသားသမိုင်းမှာအမြင့်ဆုံးပြန်တန်းထားသူတွေဖြစ်တရားဝင်ဖြစ်သွားခဲ့ပါပြီ။အဲဒီနောက်ဂျိန်းကသူတို့ရောက်နေပြီဖြစ်တဲ့အမြင့်ကိုစာဖို့ကိုနဲ့အမြေပြင်ကိုလွှတ်လိုက်ပါတယ်။နောက်တော့အမ်လီယာကဂျိန်းကိုပုံနှွေးစေမဲ့အင်ကြီးထောက်ဝဲခိုင်းခဲ့ပါတယ်။ဒါမဲ့ဂျိန်းကဘူပေါင်းကိုလေးစေမဲ့အရာတွေမယူလာခဲ့ပါဘူး။ဒါကြောင့်အမ်လီယာကသူမရဲ့မိတ်ဆွေအေခဲပြီးတေးမာကိုမလိုလားတာကြောင့်အောက်ပြန်စင်းကြဖို့ပြောခဲ့ပါတယ်။ဒါမဲ့ဂျိန်းကတော့လက်မခံဘဲနဲ့သူတို့လုပ်နေတဲ့အရာဟာဘလောက်အထိတ်ပဲရှိကြောင်းဂျယ်ရီစုံနေတဲ့ကောင်းငင်ဟာဘလောက်လှကြောင်းပြောပြီးတော့အထက်ကိုဆက်တက်ကြည့်အောင်မယ်လို့ပြောလိုက်ပါတယ်။ အမလီယာကလည်းသူမရဲ့ပျော်ရွှင်မှုဟာသူမရဲ့ခင်မွန်းစီကလာတာမဟုတ်ဘဲနဲ့ပြန်တန်းနေရတာကနေလာတာဆိုတာကိုနားလည်သွားခဲ့ပြီးတော့လက်ခံလိုက်ပါတယ်ဒီနောက်မှာတော့အတိတ်ဆက်ဝင်ကန်းကိုပြန်ရောက်လာခဲ့ပါတယ်ဘူပြန်ဘူပေါင်းပြန်တန်းခင်ညမှာဂျွန်ဟာသူ့သဘောနဲ့သူဂျိမ်းမခိုင်းမဲနဲ့အမလီယာစီကိုသွားတွေ့ခဲ့ပါတယ်နောက်တော့အမလီယာကိုဂျိမ်းရဲ့သူတေသနာစာအုပ်ကိုပြလိုက်ပြီးတော့အဲ့ဒီမှာဂျိမ်းဆွဲထားတဲ့နေ့စီပုံစံတွေကိုတွေ့ခဲ့ရပါတယ်နောက်ပြီးဂျိမ်းလုံနေတဲ့အရာဟာပေါ့ပြပြမဟုတ်ဘဲနဲ့တကယ်ကိုလေးနဲ့ကြောင်ပြောပြပါတယ်ဂျိမ်းရဲ့ခံမှန်းချက်တွေကတစ်ခါတလေမှားရင်မှားနိုင်မယ် ဒါပေမဲ့သူကအမလီယာကိုသိပ္ပံပညာကိုတက်တည်ပြတဲ့အပိုင်းမှာပါဝင်ကူညီပေးနိုင်မဲ့သူဖြစ်ယုံကြည်ခဲ့ကြောင်းကိုလည်းပြောပြခဲ့ပါတယ်။ဒါပြင်ဒီညစီးနှင်းကြမယ်လို့ဂျိန်းတွက်ချက်မိသားကြောင်းလည်းပြောပြခဲ့ပါတယ်။အဲ့ဒီညမှာတော့အမ်လီယာဆုံးဖြတ်ချက်ချဖို့သူ့ယောက်ျားအုတ်ကူစီကိုသွားခဲ့ပါတယ်။အဲ့ဒီချိန်ဂျင်းရဲ့ခံမှန်းချက်ဟာမှန်နေပြီးနင်းတွေကြလာတဲ့အတွက်အမ်လီယာပြန်ပြီးတော့စိတ်ပြောင်းသွားခဲ့ပါတယ်။လက်ရှိဇက်ဝင်ကမ်းမှာတော့ဂျင်းတို့ရောက်နေတဲ့အမြင့်မှာပူပေါင်းတစ်ခုလုံးရောသူတို့ကိုမာရီရောနင်းတွေတော်တော်ကိုဖုံးလွှမ်းနေပြီဖြစ်ပါတယ်။စာဖို့ခိုးရီလည်းတေကုန်ပြီဖြစ်တာကြောင့်ဂျင်းကသူတို့ဒီမာတာတစ်ခုခုဖြစ်ခဲ့ရင် သူတို့နေရာကိုဘယ်သူမှတိမှာမဟုတ်တော့ဘူးလို့ဆိုကာကြောင်ခြောက်ကြားတွေဖြစ်ပြီးတော့ပစ္စည်းတွေကိုပြစ်ချနေတဲ့ဂျင်းကိုအမလီယာကအတင်းတားနေရပြီးဂျင်းတယောက်ပြင်ပဖီအားတန်ကြောင့်နှာခေါင်းသွေးတွေရှံပြီးအောက်ဆီဂျင်ကျလာတာကြောင့်အမလီယာကသူ့ကိုပြင်ဆင်ကြဖို့ဖြောင်းပြခဲ့ပါတယ်။ဒါမဲ့ဂျင်းကသူမယောက်ကြားတော့ကလုတ်ခဲ့တယ်လို့သိပ္ပံပညာအတွက်သူ့အသက်ကိုအန်ဒီယံများအောင်ပဲလုပ်နေလို့ဘာတစ်ချက်အရင်ပိတ်ရက်လိုက်ပါတယ်။နောက်တော့သူမယောက်ကြားနဲ့သူမတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်မှန်ကသူရဲ့ကောင်းမဆန်ကြောင်းပြောပြလာပါတယ်။တကယ်တော့သူ့ယောက်ျားကခေါင်းမာပြီးတော့အမြင့်ကိုထက်ထက်တင်းရင်းကနေပူပေါင်းကကွဲသွားခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအလေးချိန်ရှော့ချလို့မရတော့လို့သူ့တက်ကိုစတေးပြီးတော့သူ့မိမကိုကယ်သွားခဲ့တာဖြစ်ပါတယ်။အဲဒါကိုကြားမှဂျိန်းလဲစိတ်ငြိမ်သွားပြီးတော့အောက်စင်းမို့ကိုလက်ခံလိုက်ပါတယ်။ဒါမဲ့လူကလုံးဝကိုမထားနိုင်တော့ပါဘူး။အဲနောက်ဂက်စဘာကိုဆွဲဖွင့်ပေမဲ့နင်ကယ်ရီနဲ့ပိတ်နေတာကြောင့်ဘလို့မှဖွင့်မရဖြစ်နေခဲ့ပါတယ်။ဒါကြောင့်အမလီယာကဂျိန်းကိုတတိမိမသွားအောင်နေဖို့မှာပြီးတော့သူမကတော့ဂက်စဘာကိုကိုယ်တိုင်တက်ဖွင့်ခဲ့ပါတယ်။သူမကအကျိုးတွေကိုတွေ့ပြီးတော့ဘူပေါင်းရဲ့အပေါ်ကိုတက်နေပေမဲ့ လက်ကနှင်းကြိုက်ထားတဲ့ဝေဒနာကိုခံစားထားရတာကြောင့်ပြုတ်ကြမလို့ဖြစ်သွားခဲ့ရပါတယ်။ဒါမဲ့အလဟာဒတော့အတိမခံဘူးလို့ဆုံးဖြတ်ကမရရအောင်ဘောလုံးရဲ့အပေါ်ကိုတက်နိုင်ခဲ့ပါတယ်။နောက်တော့အပေါက်ကိုတထောင်စွန်းနဲ့တွန်းဖွင့်တာမရတာကြောင့်စွန်စားပြီးတော့ဘူပေါင်းပေါ်မှာမတ်တက်ထားရလိုက်ပါတယ်။နောက်တော့ခြေထောက်နဲ့ကန်ဖွင့်ခဲ့ပြီးအလုပ်ဖြစ်ခဲ့ပေမဲ့ဖနက်ကဘူပေါင်းမှာကတ်သွားတော့ဖနက်ကိုချုပ်ခဲ့ရပါတယ်။ရသွားတဲ့အချိန်မှာတော့သူမသတိမိသွားပြီးဘူပေါင်းအောက်ပြန်စင်းစားအချိန်လေးမှာသူမကိုယ်တိုင်လည်းအောက်ကိုရှော့ချနေခဲ့ပါတယ်။ကမ္ဘာမြေပေါ်မှာတော့ဗီဒိန်လူမှုအတန်းဝိုင်းနဲ့အန်တိုနီယာဟာတတ်မှတ်ချိန်ကြော်နေပြီးမှစိတ်ပူနေကြပြီဖြစ်ပါတယ်။ အမလီယာဟာကံကောင်းစွာပဲကျိုးတချောင်းကခါမှချီမိနေပြီးပြုံးမကြဘဲနဲ့တန်တန်လေးဖြစ်နေခဲ့ပါတယ်။ဒါကြောင့်သူမအဲ့ဒီကျိုးကိုလွယ်လွယ်ပြီးတော့ဘိုးဗျံဘူပေါင်းချင်းတဲ့ကိုပြန်ဝင်လာတဲ့အခါဂျင်းကငြိမ်သွားပြီဖြစ်ပါတယ်။သူမဟာဂျင်းကိုဆုံးရှုံးလိုက်ရပြီးထင်ပေမဲ့အချိန်တော်ကြာလုံလို့ပြီးတဲ့နောက်မှာတော့ဂျင်းတရီရလာခဲ့ပါတယ်။ဂျင်းကအမြင့်ပေကိုနောက်ဆုံးအနေနဲ့ချက်ချင်းထားမှတ်လိုက်ပြီးတော့ပြန်ရောက်ရင်လေးလာဖို့စီးနင်းပွင့်တွေကိုလည်းပလင်တလုံးနဲ့ခံထားခဲ့ပါတယ်။နောက်တော့သူတို့နှစ်ယောက်ဒီခီးစဉ်ကဘလောက်အတိတ်ပဲရှိကြောင်းတွေကိုထိုင်ပြောကြရင်းနဲ့ဘူပေါင်းကတဖြည်းဖြည်းဆင်းလာနေကပြင်သစ်စံချင်းအောက်ထီကိုရောက်လာပြီဖြစ်ပါတယ်။ အဲ့လိုစကားပြောနေခြင်းကနေရုတ်တရက်နှင်းကြတာရက်သွားတာကြောင့်အမလီယာတယောက်ထားကြည့်တဲ့အခါမှာသူမတို့ပူပေါင်းဆက်မစင်းတော့ဘဲနဲ့ဝဲနေပြီဖြစ်တဲ့အခြေအနေကိုကြုံနေရပြီဖြစ်ပါတယ်။ဆိုလိုတာကပူပေါင်းရဲ့လေးချိန်နဲ့လေတုံးအားနဲ့ကတူညီနေပြီဖြစ်ပါတယ်။အလွယ်ပြောရရင်တော့သူမတို့ပူပေါင်းအောက်ကိုထိုးကြတော့မှာဖြစ်ပါတယ်။ဒါကြောင့်ဂျင်းတို့ဟာရှိသမျှပစ္စည်းတွေပါဝင်သူတို့ရဲ့ကြာခင်တွေပါပြစ်ချပြီးတော့အလေးချိန်လျှော့တဲ့အပြင်သူ့ရဲ့မတ်တန်စာရွက်ကိုပါပြစ်ချပြီးမဲ့ဘာမှထိုးမလာခဲ့ပါဘူး။ဒါကြောင့်ဂျင်းကကြံထုတ်လိုက်ပါတယ်။သူနဲ့အမလီယာတို့ပူပေါင်းရဲ့ကြိုးတွေပေါ်ကိုတွေ့တက်လိုက်ကြပြီးတော့ ခုနကသူတို့နေနေတဲ့ချင်းကြီးကိုပါဖြုတ်ချလိုက်ပါတယ်ဒါမဲ့လည်းမရသေးပဲနဲ့ဘူပေါင်းကအရှေုံနဲ့ဆင်းလာတာကြောင့်အမလီယာကသူမယောက်ျားလုတ်ခဲ့တယ်လို့ခုံချပြီးတော့စတိလိုက်ဖို့စဉ်းစားခဲ့ပါတယ်။ဒါမဲ့ဒါကိုကြားတော့ဂျင်းကမလုတ်ခိုင်းဘဲနဲ့သူ့မှာပူကောင်းတဲ့အကြံရှိတယ်လို့ဆိုလိုက်ပါတယ်။အဲဒီနောက်ဂျင်းဟာပူပေါင်းကြိုးတွေကိုဖျက်တင်တာတွေဖျက်လိုက်ပြီးတော့သူနဲ့အမလီယာတို့နှစ်ယောက်ပူပေါင်းကိုလေထီးပုံစံဖြစ်သွားအောင်ကြိုးတွေကိုလမ်းဆွဲထားလိုက်ပါတယ်။ဒီနေ့ကတကယ်လို့ဖြစ်သွားခဲ့ပါတယ်။ဒါမဲ့လေထီးတို့တော့ညင်ညင်သာသာကြီးတော့မကြဘဲနဲ့ တော်အသင့်အနေထားနဲ့တောအုပ်ထဲကိုကြလာခဲ့ပါတယ်။ဂျင်းကတနေရာမှာကြပြီးအမလီယာကတော့ရိုးတိုက်ပါသွားခဲ့ပါတယ်။ဒီလိုနဲ့သူတို့သတိရလာတော့တောထဲမှာတယောက်ကိုတယောက်ပြန်ရှာကြရင်းနဲ့နောက်ဆုံးတွေ့သွားတဲ့အခါမှာတော့အတူတကွအိမ်ပြန်လာခဲ့ကြပါတယ်။သူတို့ဟာအမြင့်ပေါင်း3000မိုင်နဲ့ပြောရရင်တော့9မိုင်ပတ်ဝန်းကျင်အမြင့်ထိကိုအဲ့ဒီနေမှာစံချိန်ချိုးကပြန်တမ်းပြနိုင်ခဲ့ပြီးကမ္ဘာလေလုမှာအလွှာပေါင်းစုံရှီချောင်းကိုလည်းတက်တည်ပြနိုင်ခဲ့ပါတယ်။ယာတီဦးတို့ဂျိုတင်မန်းဆနိုင်မှုသိပ္ပံပညာကုန်လည်းအစဖော်နိုင်ခဲ့တဲ့အတွက်ဂျင်းဟာဒီချိန်မှာတော့လူတိုင်းရဲ့လက်ခုပ်အောပါတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ ဒီသတင်းကိုသူမိဘတွေကလည်းသတင်းစာထဲမှာတွေ့တဲ့အတွက်သူသားအတွက်ဂုဏ်ယူနေခဲ့ပါတယ်။အဲဒီနောက်မှာတော့အခုပြည့်ရက်တွေကိုမိဖို့အမ်လီယာဟာအချိန်တစ်ခုအထိကိုတူမလေးနဲ့အတူပျော်ပျော်ပါပါ အချိန်ကုန်ဆုံးခဲ့ပါတယ်။ပြီးသွားတဲ့အချိန်သူမနဲ့ဂျိန်းတို့ဟာနောက်ထပ်မိုးပြန်ပူအောင်ပြန်တမ်းမှုတစ်ခုကိုစတင်ခဲ့ရင်းနဲ့သူတို့ရဲ့လေးလာတွေ့ရှိမှုတွေအတွက်ထပ်ပြီးတော့ခီးဆက်ခဲ့ကြပါတယ်။စကားလေးကတော့ဒီမှာနေပြီးပါပြီ။ဒီစကားလေးကိုကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်သွားပေးကြပါအောင်ခင်ဗျ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။